ားလုံးမင်္ဂလာပါခင်ဗျာ vlog ပိုင်းချိန် page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ London မြို့ရဲ့ဒီပေါ်တော့ကျွန်တော်တက်ခဲ့တဲ့ university တခုအကြောင်းကိုကျွန်တော် experience sharing လေးလုပ်ပေးရင်းနဲ့ review တဘောလေးပြောပြချင်ပါတယ်အင်းဆိုကျွန်တော်ရဲ့ education background လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အာကျွန်တော်က business management and entrepreneurship နဲ့ဒီ University of Sunderland London campus မှာ bachelor ပြီးထားပါတယ်။အခုလက်ရှိကတော့ MSc Digital Marketing Management ကို Coventry University မှာတက်နေပါတယ်။ အခုလက်ရှိကဒီ September intake လည်းနှီးပြီဆိုတော့ဒီ UK နိုင်ငံကိုမြန်မာနိုင်ငံနေပြီးတော့ចောင်းလာတက်ခြင်းနဲ့ចောင်းသားအစ်စ်တွေအတွက်ပေါ့နော်ဒီចောင်းရွေးချယ်တဲ့နေရာမှာအထောက်အကူဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်လေးတစ်ခုနဲ့လုတ်ထားတာပေါ့နော်တကယ်လို့အခုကြည့်နေတဲ့သူက UK နိုင်ငံရဲ့ပညာရေးကိုစိတ်ဝင်စားတယ်ဒီ UK နိုင်ငံနဲ့ EU နိုင်ငံတွေရဲ့ဒီ life ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အခု page လေးကို like and follow လေး လုပ်ပေးထားစီကျွန်မရဲ့တခုခုအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။တကယ်လို့ YouTube channel ကြည့်နေရဆိုရင်လည်းကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒီမြန်မာနိုင်ငံနေပြီးတော့ဒီ UK ဘက်ကိုကျောင်းလာတက်တဲ့ကျောင်းသားရာဂိုင်းလုံးတော်တော်များများကဒီ Universities of Sunderland ကိုရွေးချယ်ကြတာများပါတယ်။အဲကျွန်တော်လည်းအဲ့ထက်တယောက်ပဲပေါ့နော်။အဲဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ experience လေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်။ Universities of Sunderland မှာမှပေါ့နော်။သူကဒီ Sunderland မြို့မှာရှိတဲ့ main campus လေးရှိတယ်။ London campus campus အခွဲပေါ့နော်အဲ့ဒါလည်းရှိတယ်ကျွန်တော်ကဒီ London campus မှာတက်ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောသွားမယ့်ဒီ review တွေဒီ experience sharing တွေကဒီ London campus နဲ့ပတ်သက်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ campus အကြောင်းလေးကိုပြောကြည့်ကြရအောင်အဲ့တော့ဒီ London campus ဖြစ်တဲ့အတိုင်းမှာဒီ University of Sunderland က Baden တစ်ခုတည်းမှာပဲတစ်နှစ်လုံးပြီးသွားတဲ့သဘောရှိရပေါ့နော်အဲ့တော့နည်းနည်းလေးတော့မွန်းချက်တယ်ပြီးတော့ building ကကျင်းသွားတာဖြစ်တဲ့အတွက်ဒီအထက်မှာရှိတဲ့ဒီ library တို့ ဒီ sport area တို့ communal area တို့အဲ့ဒါအကုန်လုံးကကြီးကြီးကျယ်ကျယ်လေးပဲပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်။တခြားဒီ facility တွေ canteen တွေကတော့ဝေးလာဝေးပဲပေါ့နော်။ဒါလည်းလန်ဒန်မြို့လိုနေရာမှာတော့ပေါ့နော်ဒီနေတာထိုင်တာအဆအဆရရာကဒီခက်ချင်းချင်းလေးပဲဆိုတော့ပုံမှန်ပါပဲပေါ့နော် campus site ဒီ building site နဲ့ပတ်သက်ပြီးတော့ဒီ facility တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် rating ကတော့4 out of 10ပေးချင်ပါတယ်။ဟောဒီ teacher style နဲ့ဒီ quality ဘက်ကိုကြည့်ကြရအောင်။ တီရှင်းအောင်မှာဆိုလို့ရှိရင်ကြတော့ဒီ University of Sunderland ကတပတ်ကိုပုံမှန်အဖြစ်ဆိုရင်နှစ်ရက်တက်ကြတယ်။တစ်ရက်ကိုသူတို့က၂နာရီစာတင်တယ်။ဒုတိယတစ်ရက်ကတော့သူက၄နာရီ workshop ၄နာရီဆိုပေမဲ့လည်းဒီအချိန်တော်တော်များများမှာကပထမ၂နာရီလောက်ပြီးသွားရင်အကုန်လုံးကိုသူတို့ပြန်ခိုင်းလိုက်ပြီ။ ။ဆိုလိုချင်တာကတော့၄နိုင်အပြည့်တင်တဲ့ရက်ဆိုတာမရှိတော့နေတယ်။နောက်တစ်ခုအနေနဲ့ကျွန်တော် module by module လေးပြောပြချင်ပါတယ်။ဒီနေရာမှာကတော့ကျွန်တော်တက်ခဲ့တဲ့ဒီ program ပေါ်မှာပဲမူတည်ပြီးတော့ပြောရမှာပေါ့နော်။ကျွန်တော်တက်ခဲ့တဲ့ program မှာဆိုလို့ရှိရင် module က6ခုရှိပါတယ်။ semester 3ခုခွဲထားတာဖြစ်တဲ့အတွက်သူက semester တစ်ခုမှာ module 2ခုပါမယ်ပေါ့နော်။ အဲ့တော့ breakdown အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမ semester ရဲ့ module နှစ်ခုမှာတော့တော်တော်လေးအဆင်ပြေတယ်သူတို့ရဲ့ teaching style တွေသူတို့ရဲ့ teaching quality တွေကတော်တော်လေး impress ဖြစ်စရာကောင်းတယ်ပေါ့နော်အထင်ကြီးစရာကောင်းတယ်ဒီ real life မှာလည်းအသုံးဝင်မယ်လို့တော်တော်လေးခံစားရတယ်အဲ့တော့ကျွန်တော်ဆက်စပ်ချင်းမှာတော့အော်ငါကျောင်းရွေးတာမှန်သွားပြီဆိုပြီးတော့ အော်ခန်းစားချက်ကောင်းတာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒုတိယဆမ်မစ္စတာ ရောက်လာတဲ့အခါမှာရေမော်ဂျူးနှစ်ခုမှဆိုလို့ရှိရင် ပထမတစ်ခုကတော့ကောင်းတယ်သူက strategy ဘိုင်းတွေကိုသင်တယ်ပေါ့နော် teacher ဒီ lecturer ရဲ့ quality ကလည်းတော်တော်ကောင်းတယ်ဒါပေမဲ့ဒုတိယတစ်ခုရောက်သွားတဲ့အခါမှာじゃ lecturer ရဲ့ quality ကတော်တော်မေးခွန်းထုတ်เสียဖြစ်တယ်ပေါ့နော်သူကိုယ်တိုင်ရောဒီ slide ကို teacher နားလေတဲ့ပုံမပေါ်ဘူးအဲ့တော့သူ slide ကိုပဲဒီတိုင်းဖတ်ပြသွားတယ်ဘလို့မှဒီ explain ကောင်းကောင်းလုပ်ပေးသွားတာမျိုးမဖြစ်ဘူးပေါ့နော် second semester မှာတော့ဒီဒုတိယ module ကတော်တော်လေးကိုခြားတယ်ပေါ့နော်ဆိုတော့ဘာရသွားလဲဆိုတော့တိတ်ပြီးတော့ဘာမှမရသွားဘူးပြီးတော့သူ assignment ရေးဖို့တွေပဲ target ထားပြီးတော့ပို့ပြီးတော့တင်သွားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံး semester နောက်ဆုံး semester ကတော့ကျွန်တော်တို့အတွက်ပြောရရင်တော့တော်တော်အဆိုးဆုံး semester တစ်ခုလို့ပဲကျွန်တော်ကတော့ပြောရမယ် module နှစ်ခုလုံးဆိုလို့ရှိရင်တေချာစာမတင်တော့ဘူး ီ assignment ပြီးဖို့ကိုပဲ assignment တစ်ခုကိုပဲ focus ထားပြီးတော့အဲသင်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ဥပမာပြောမယ်ဆိုရင်ဗျာဒုတိယတစ်ခုဆိုလို့ရှိရင်သူက wall based learning သူရဲ့ module နာမည်က wall based learning ဆိုတော့ကျွန်တော်ကမျှော်လင့်ထားတာ office တွေကိုတွားပြီးတော့ပေါ့နော်ဒီ experience တွေရမယ်ပေါ့နော်အဲ့လောက်ထိမျှော်လင့်ထားတာ။တို့ပြင်မယ်လေဒီ paper ပုံမှာပဲပြီးသွားတယ်။ paper ပုံမှာပြီးသွားတာတောင်မှပြောမယ်ဆို teaching hour တွေကိုလည်းအပြည့်မတင်တော့ဘူး။လုံးဝပေါ့နော် short ချလိုက်တဲ့သဘောမျိုးဖြစ်သွားတာပေါ့။ teaching quality နဲ့ပတ်သက်ပြီးတော့တော့ကျွန်တော် rating uh 4 out of 10ပေးကြပါတယ် International Student Sport တွေအပိုင်းကိုတွားကြည့်ကြရအောင်ဒီ International Student Sport ဘိုင်းမှာဆိုလို့ရှိရင်ကျောင်းအနေနဲ့တော်တော်လေးကိုသူတို့ sporty ဖြစ်တဲ့ထဲမှာပါတယ်ကျွန်တော်တို့လိုဒီ international ကလာတဲ့သူတွေအတွက်ဆိုလို့ရှိရင်သူတို့ကဒီ academic english program ကြီးလုပ်ပေးတယ်ဒီအာ force key ပေါ့နော် force key ကိုသူတို့တခြားပြန်ပြီးတော့ train ပေးပြန်သင်ပေးတာမျိုးရှိတယ်အဲ့တော့ကိုကတကယ်လို့ english စာအားနည်းရင်လည်းအရင်စိတ်ပူစရာမလိုဘူးပေါ့နော် နောက်တစ်ခုကကျတော့ဒီ induction session လေးပေါ့နော်ဒီကျောင်းနဲ့ family ရဖြစ်အောင်လို့သူတို့လုပ်ပေးတယ်အဲ့လို session လေးတွေလည်းသူတို့လုပ်ပေးတယ်ဒီ short course လေးတွေလည်းသူကမကြမကြလုပ်ပေးရဆိုတော့ဒီ student support ဒီ international student support တွေပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကျွန်တော်ကသဘောကျပါတယ်အဲ့တော့ကျွန်တော် rating ပိုင်းအနေနဲ့ဆိုလို့ရှိရင်7 out of 10ပေးကြပါတယ်အဲ့တော့ student life အပိုင်းလေးကိုတွားလိုက်ကြရအောင်။ Lenin campus ကိုလာပြီးဆိုရဲရတော့ဘောနော်ဒီ student life ကတော့မမျော်လင့်ထားတာတော့အကောင်းဆုံးပဲလို့ကျွန်တော်ထင်ပါတယ်။ University of Sunderland အနေနဲ့ဆိုရင်တော့သူက social gathering ပွဲလေးတွေကနေတယ်။ထုတ်ပြီးတဲ့ခါမှလည်းသူကဒီကျောင်းထဲမှာပဲပေါ့နော်။ခုနပြောပြီး building လေးတစ်ခုထဲမှာပဲအကုန်ပြီးသွားတာဖြစ်တဲ့အတွက်အရန်ရင်ခုန်စရာစိတ်လှုပ်ရှားစရာမကောင်းပေါ့နော်။ဒီလိုမျိုးပေါ့နော်။ဘောလုံးကန်နာတို့အားကစားနဲ့ပတ်သက်ပြီးဒီ sport club တွေပိုင်းလည်းအဲ့လိုတိတ်ပြောမရှိဘူးပေါ့နော်။အဲ့တော့နည်းနည်းလေးတော့ပြင်စရာကောင်းပါတယ်။ဒီ student life နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကတော့ rating ကတော့3 out of 10လောက်ပဲကျွန်တော်ပေးချင်ပါတယ်။ ပြီးတော့နောက်ဆုံးအနေနဲ့ပေါ့နော် အရေးအကြီးဆုံးဖြစ်တဲ့ career in employability နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်ပါတယ်။ဒီနေရာမှာတော့ပေါ့နော် University of Sunderland မှာဆိုလို့ရှိရင်သူက career sports လုပ်ပြီးတဲ့ဒီ department ရဲ့လို့ကိုတည်တတ်ထားပေးထားတယ်။ပြီးတော့သူတို့နဲ့တွားပြီးတော့ပေါ့နော်ဒီ CV တွေပါတူတူရေးလို့ရတယ်သူတို့ CV ရေးတာတွေပါ sport လုပ်ပေးတယ်เนาะနောက်ပြီးတော့ဒီလို LinkedIn profile ပြင်တာတို့ပါတော့အဲ့လိုမျိုးတွေလည်းသူတို့ sport လုပ်ပေးရပေါ့နော်ဒါပေမဲ့ဒီလောက်ပါပဲ အပြင်အောက်ဆိုးစင်းတွေခေါ်ပြီးတော့ကောတော့ဒီလိုမျိုးအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လုတ်ပေးတဲ့ပွဲတွေတို့ဘာတို့ကအရင်ဝင်နေပါတယ်။နော်ဒီ online class လိုမျိုးပေါ့နော်အဲ့လိုမျိုးဒီအလုတ်နဲ့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့သင်တန်းပေးတာမျိုးလေးတွေတော့ရှိပါတယ်။ဒါပေမဲ့ကျန်တဲ့အပိုင်းကတော့ကိုယ့်အကူပဲရှာဖွေရမှာဖြစ်ပါတယ်။ ဒီ UK ရဲ့အလုပ်လုပ်တဲ့ market ကလည်းအရင်ကမှ competitive ဖြစ်လွန်ပါတယ်။ဒီကနေ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ် vlog တွေမှာပြောပြပေးသွားပါမယ်ပေါ့နော်။ဒီ career in employability နဲ့ပတ်သက်ပြီးတော့ကျွန်တော်က rating 6 out of 10ပေးကြပါမယ်။အဲ့တော့ဗျာဒီ Universities of Sunderland ကို ဘလို့လူတွေကရွေးချယ်တင်လဲဘလို့လူတွေကမရွေးချယ်တင်ဘူးလဲဆိုတာကိုကျွန်တော် conclusion အနေနဲ့ပြောပြပေးသွားပါမယ်အဲ့တော့ကိုကဒီပညာရေးနဲ့ပတ်သက်ပြီးတော့လောဘကြီးရယ်အရင် serious ဖြစ်တယ်ပေါ့နော်ဒီ teaching quality ကောင်းတာလိုချင်တယ်ဒီလို teaching hour တွေကိုအပြည့်အဝသင်ချင်တယ်ပေါ်တော့အဲ့လိုမျိုးသူမျိုးပြီးတော့ဒီ campus တကြဲဝန်းဝန်းနဲ့တငင်ချင်းတွေနဲ့ပေါ်တော့ဒီ social gathering တွေလုပ်ပြီးတော့ဒီ student life ကို enjoy လုပ်ချင်တဲ့သူမျိုးအဲ့လိုလူမျိုးတွေအတွက်ဆိုရင်တော့ဒီ university of sunderland london campus ကရွေးချယ်တင်တဲ့ထဲမှာမပါဘူးလို့ပဲကျွန်တော် ပြောချင်ပါတယ်ဒီလိုမျိုးအဆိုးရရှိပြီမဲ့လည်းတစ်ဖက်ကကြည်ရင်လည်းကောင်းတဲ့သဘောတရားလေးလည်းရှိပါတယ်စာဦးပေါ့ပေါ့ပါပါလေးနဲ့အေးအေးဆေးဆေးလေးတင်ကျင်တဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေနေဦးမှာပါဒီလိုလာတဲ့ UK ရဲ့ဒီအပြင်ပိုင်းမှာပေါ့နော်အလုပ်တွေလုပ်ပတ်တိုင်းတွေလုပ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ experience တွေလိုချင်တယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးပို့ပြီးတော့အလေးတာတယ်ပေါ့နော်အဲ့လိုလူတွေအတွက်ကတော့ University of Sunderland ကရွေးချယ်ဖို့တင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီပေါ်တော့ UK ပညာရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဒီ UK နဲ့ပတ်သက်တဲ့တခြားအကြောင်းအရာတွေပဲဖြစ်ဖြစ်ပေါ်တော့သိချင်တာမျိုးလေးတွေရှိရင် comment မှာဝင်ရောက်မှတ်ချက်ပေးသွားကြပါကျွန်တော်တိတိလောက်လေးကိုပြန်ပြီးတော့ sharing လုပ်ပေးသွားပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ